ွေကုတ်ကူနယ်မြေတွင်ရှိတရားမဝင်အဆောက်အုံများအားစနစ်တကျဖြိုချဖျက်ဆီးခြင်းများဆက်လက်ဆောင်ရွက်နေပြီးတရားမဝင်အဆောက်အုံများကိုစတင်ချိတ်ပိတ်သိမ်းဆည်းနေပြီဖြစ်တယ်လို့လည်းသိရပါဗျာ။ ရောက်ရီမက်တော်တလေ KKback နေမြေအတွင်းရှိ online လင်လင်လောင်းစားမှုများကျူးလွန်ရတဲ့အသုံးပြုခဲ့တဲ့အဆောက်အအုံများကိုအပိုင်းသုံးပိုင်းခွဲပြီးစနစ်တကျဖြိုချဖျက်ဆီးခြင်းများဆောင်ရွက်လျက်ရှိနေရဖြစ်ပါတယ်။အပိုင်းသုံးနေမြေအတွင်းရှိတရားမဝင်အဆောက်အအုံ၁၀လုံးကိုထပ်မံဖြိုချဖျက်ဆီးခဲ့တဲ့ဖြင့်အပိုင်းသုံးနေမြေအတွင်းရှိအဆောက်အအုံ၄၅၂လုံးနဲ့ယနေ့အထိတရား၈လုံးဖြိုချဖျက်ဆီးခဲ့ပြီး KKback နေမြေအတွင်းရှိတရားမဝင်အဆောက်အအုံစုစုပေါင်း635လုံးနဲ့256လုံးကိုဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်တယ်လို့လည်းသိရပါတယ်။ဒါအပြင်ရွှေကုတ်ကူနေမြေအတွင်းရှိလူနေအဆောက်အအုံများကိုရောင်များဈေးဆိုင်ခန်းများ ဟိုတယ်များနဲ့ KTV များဖြစ်တဲ့တထက်အဆောက်အုံနှလုံး 2ထပ်အဆောက်အုံ17လုံး3ထပ်အဆောက်အုံ42လုံး9ထပ်အဆောက်အုံ2လုံး9ထပ်အဆောက်အုံ2လုံးနဲ့18ထပ်အဆောက်အုံ2လုံးစုစုပေါင်းတရားမဝင်အဆောက်အုံ59လုံးတို့ကိုထပ်မံစစ်ဆေးခဲ့ရ။ online လိမ်လည်မှုနဲ့လောင်းကစားလုပ်ငန်းများလုပ်ကိုင်နေသူတွေကိုတွေ့ရခြင်းမရှိဘဲဖုန်းမျိုးစုအလုံး120ကွန်ပျူတာမျိုးစုံ212လုံးနဲ့အသုံးဆောင်ပစ္စည်းများကိုစစ်ဆေးတွေ့ရှိခဲ့ရပြီးဖော်ထုတ်ရှင်းလင်းခြင်းများကိုဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့လည်းသိရပါတယ်။ရှေကောက်ကူနယ်မြေတွင်ရှိ online လိမ်လည်မှုများဆောင်ရွက်ရတဲ့အသုံးပြုခဲ့တဲ့အဆောက်အုံများအားနိုဝင်ဘာ17ရက်မှစတင်စစ်ဆေးခဲ့ရ။ယနေ့အထိတရားမဝင်အဆောက်အုံ109လုံးကိုတွေ့ရှိခဲ့ပြီး ီးအဆိုပါအဆောက်အအုံများပြန်လည်အသုံးပြုမှုမရှိစေရတဲ့တင်းစီချိတ်ပိတ်ခြင်းများကိုယနေ့တွင်စတင်ဆောင်ရွက်ကြရာအဆောက်အအုံ22လုံးချိတ်ပိတ်တင်းစီပြီဖြစ်ကြောင်းလည်းသိရပါဗျာ